မင်္ဂလာပါရှင်ကျမကတော့အင်ချူမီပါစတေမာလာ29ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့ခရီးသည်တင်ကားကကုန်ကားကိုကြောတက်ရင်ကား6စီးဆင်းတိုက်တဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ NDF ပါတီဒီဥက္ကဋ္ဌဒေါ်စန္နာမင်းတတိပုဂ္ဂလအဖြစ်ရွေးကောက်ပွဲဝင်မယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဖြတ်သိမ်းခံရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဒူဥက္ကဋ္ဌဟောင်းဒေါ်စန္ဒာမင်းကတတိပုဂ္ဂလနဲ့ရွေးကောက်ပွဲဝင်မယ်လို့သိရပါတယ်။ရန်ကုန်တိုင်းလာတာမြို့နယ်ကနေပြည်သူ့လွတ်တော်အတွက်ရွေးကောက်ပွဲဝင်ပြိုင်မှုတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့အမည်စရင်တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ NLD ပါတီ ကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမင်းဟာ NLD ပါတီကနေ NDF ပါတီကိုဝင်ရောက်ပြီးစစ်ကောင်မရှင်ပြုလုပ်တဲ့2025ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့ဖျက်သိမ်းခံလိုက်ရပါတယ်။ဒေါ်စနာမင်းဟာ2015ရွေးကောက်ပွဲမှာလဲရန်ကုန်တိုင်းစိတ်ကြီးခနောင်တိုမြို့နယ်ကနေတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခရီးသည်တင်ကားကကုန်ကားကိုကြော်တက်ရင်ကား6စီးဆင်းတိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းပသိမ်မြို့မှာပြီးခဲ့တဲ့ရက်ပိုင်းကကား6စီးဆင်းတိုက်ခဲ့ပြီး တာဝန်ရှိသူတွေကိုထိရောက်တဲ့အရေးယူမှုတွေလိုအပ်နေတယ်လို့သိရပါတယ်။အမတ်15ရက်ကွက်မြို့အဝင်အဝေးပြေးလမ်းမကြီးဘေးမှာရန်ကုန်မြို့ကနေချောင်းသာကမ်းခြေကို ပြေးဆွဲတဲ့ကျန်နန်းတော်ခရီးသည်တင်ကားတစီးကရှေ့ကကုန်တင်ကားတစီးကိုဖျက်ကျော်ရမှာအချိန်မထိနိုင်ပဲတဖက်ရင်ကျောမှာရပ်ထားတဲ့ PEC ကိုပိုင်ကျောင်းကကျောင်းကျိုရင်6စီးကို တိုက်မိခဲ့တာလို့သိရပါဗါးအဆိုပါရင်6စီးကိုစင်တိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကိုထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့လိုအပ်နေတယ်လို့နိနာသူတွေကလည်းပြောဆိုနေကြတယ်လို့ဒေတာရင်းမီဒီယာတွေကဖော်ပြနေကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အနာသိန်းစစ်တပ်မှဒရုန်းနဲ့လာရောက်ပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအူးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ပြည်တမဟာနှင်းနယ်မြေကြောင်မဲမြို့နယ်မှာစက်တင်ဘာလ26ရက်နေ့မနက်7:00နာရီခွဲဝင်းချိန်ကအနာသိန်းစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ဖုံးတလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အမျိုးသားတအူထိမှန်သေဆုံးသွားခဲ့ပါတယ်။အာနာဒိန်စစ်တပ်ဟာ UAJ ရှိရှိပါပုတ်ကျွေးရကိုဒရုန်းနဲ့ဖုံးကျဲပစ်ခတ်မှုကြောင့်အသက်62နှစ်အရွယ်အမျိုးသားတအူကွဲချင်းပြီးသေဆုံးခဲ့ပြီးနေအိမ်တအိမ်လည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကလည်းကြောင်မဲမြို့နယ်မိုင်းတင်းအုပ်စုပင်တီးကျေးရွာကို စစ်တပ်ကလေကြောင်းနဲ့ပေါင်150ပုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းဆောင်နဲ့စူးစားဆောင်တို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရေးသတိအမြန်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့လည်းအသိပေးထားပါဗျရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရားမဝင်ရောက်ရှိနေတဲ့နိုင်ငံသား14ဦးတို့ကို ပြည်နယ်လွှဲပြောင်းသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့ကိုကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတရားမဝင်ရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံသားတအုပ်အပါအဝင်နိုင်ငံသားသား၁၄ဦးကိုစက်တင်ဘာလ26ရက်နေ့မှာပြည်နယ်လွှဲပြောင်းပေးလိုက်တယ်လို့သိရပါဗျ။မြောက်ရီမြို့မှာကြားဖြန့်လုပ်ငန်းအတွက်လူကုန်ကူးခံရာကနေနိုင်ငံပေါင်းစုံကနိုင်ငံသားတွေကိုတက်ဆိုင်ရာနိုင်ငံတွေထံကို အတုတ်လိုက်ပြင်းနေလွဲပြောင်းပေးနေခြင်းဖြစ်တယ်လို့လဲစစ်တပ် lobby မီဒီယာတွေမှာဖော်ပြနေကြပါတယ်ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။